ဝန်ကြီးချုပ်ဦးအောင်ဟောင်းရွှေညောင်မြို့နယ်ညောင်ရွှေဒေသဝင်ပြိုးရေးလုပ်ငန်းများကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အစိုးရဘွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဟောင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြည်နယ်တိုင်းသားရေးရာဝန်ကြီးပြည်နယ်အစိုးရဘွဲ့အတွင်မူပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများနဲ့အတူ အော်တိုဘားလ၂ရက်နဲ့၈နာရီခွဲကတောင်ကြီးမြို့နယ်ရွှေညောင်မြို့မှာညောင်ရွှေမြို့သွား လမ်းစုံတွင်မြေယာရှုခင်းများမော်တော်ဆိုင်ရင်များထားရှိရန်ပါကင်ဆောင်ရွက်မည့်နေရာမော်တော်ယာဉ်၃ဘိန်းယာဉ်ပါကင်ထားရှိမည့်နေရာနှင့်ညစီတန်းဆောင်ရွက်မည့်နေရာများသို့တွားရောက်ကြည့်ရှုစစ်ဆေးရာတောင်ကြီးမြို့နယ်စီမံသားယာဉ်ဌာနမှတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကလမ်းဘေးဈေးဆိုင်ကန်ရောင်းချမှုများကိုစနစ်တကျရှိစေရန်အတွက်ယာယီတဲများဖြင့်ရောင်းချနိုင်ရေးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ဒေသရှိပြည်သူများအတွက်နေရာပေး၍ရောင်းချနိုင်ရေးဆောင်ရွက်ပေးရနှင့်ဆိုင်ကယ်ပါကင်များကိုစနစ်တကျထားရှိနိုင်ရေးဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းလမ်းဆောင်ရှိအသုံးမဝင်သည့်ရေကန်ကိုမြေသားဖြင့်ဆောင်ရွက်နိုင်ရေးအတွက်မြို့နယ်စီပင်သာယာရေးဈေးသူဈေးသားများယမိရဖများနှင့်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရန်တာဝန်ရှိသူများဖြည့်ဆွတ်မှာကြားခဲ့ပြီးရေကန်ဆိုင်ကယ်ပါကင်ညဈေးဆောင်ရွက်မည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြအောင်သိရှိရပါတယ်။ထိုမှတစဉ်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ရွှေညောင်ညောင်ရွှေလန်းပိုင်း2025 2026ဘဏ္ဍာနှစ်နှင့်2026 2029ဘဏ္ဍာနှစ်တွင်စောင်ရွက်မီလန်းတရားလုပ်ငန်းများနှင့်ဆက်လင်း၍ပြည်내လန်းဦးစီးဌာနမှပြည်내ညွန်ကြားရေးမှုကရှင်းလင်းတင်ပြရာပြည်내ဝင်ကြီးချုပ်ကလန်းတရားများရေရှည်ခိုင်ခန့်ကောင်းမွန်ရေးအတွက် လုပ်ငန်းများတတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင်ဆောင်ရွက်ရန်နှင့်လုပ်ငန်းများကိုကဏ္ဍအလိုက်အပိုင်းလိုက်စနစ်တကျတာဝန်ယူဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းဖြည့်ဆွဲမှာကြားခဲ့ပါသည်ထို့နောက်ပြည်내ဆယ်မြောင်းနှင့်ရေးသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပြည်내ညွန်ကြားရေးမှုကရွှေညောင်းညောင်းရွှေရေကြီးရေရှမ်းမှုမဖြစ်ပေါ်စေရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို၎င်းနရီကန်တွင်တောင်တူးဆယ် ်ဘက်ဖိုးဖြင့်တဲနှုံတူးဖို့ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို၎င်းရှင်းလင်းတင်ပြရာပြည်내ဝင်ကြီးချုပ်ကစက်ပစ္စည်းများပြင်ဆင်ခွင့်ပြုပြီးဖြစ်၍စက်အင်အားထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့်ကားလမ်းပေါ်ရေကြော်မှုမရှိစေရေးစနစ်တကျစီမံဆောင်ရွက်ပေးရန်ဖြည့်ဆွက်မှာကြာခဲ့ပါသည်။ယင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ညောင်ရွှေမြို့နယ်ကြော့မောင်ငယ်ရွာတွင်တောင်သူတော်ပြုံးကြီးစိုက်ပျိုးထားသည့်ရွှေရေးစဘာစက်ခင်ရွာတွားရောက်ကြည့်ရှုပြီး တောင်သူများအားပန်းနိုင်အထွတ်နှုံးကောင်းမွန်ရေးနှင့်တောင်သူဝင်ငွေတိုးရေးအတွက်နေကြာမျိုးများစိုက်ပျိုးပေးရန်လိုအပ်ကြောင်းနေကြာစိုက်ပျိုးမည်ဆိုပါကနေကြာမျိုးစေးနှင့်မြေဩဇာများကိုတက်တာသောဈေးနှုန်းများဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမှာကြားခဲ့ပြီးနဒီကန်တွင်တဲနှုံတူးဖို့နေမှုကိုကြည့်ရှု၍လိုအပ်သည့်များကိုတာဝန်ရှိသူများဖြည့်ဆွဲမှာကြားခဲ့ကြောင်းသိရှိရပါသည်ဆက်လက်၍ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်အေးတာယာ မြောင်းရွှေမိုင်းတောက်နန့်ပန်တုံဟုံပင်လောင်းလန်းဆောင်ရွက်ထားရှိမှုအားပြည်내လန်ဦးစည်းဌာနမှပြည်내ဦးစည်းမှုကရှင်းလင်းရာပြည်내ဝန်ကြီးချုပ်ကလုပ်ငန်းများဆောင်ရွက်သည့်အခါယာထားချက်များမထက်စေရန်နှင့်တတ်မှတ်ထားသည့်ကာလအတွင်းတတ်မှတ်စံချိန်စံညွှန်းနှင့်အညီရေရှည်ခိုင်ခန့်ကောင်းမွန်အောင်ဆောင်ရွက်ပေးကြရန်ဖြစ်ဆွတ်မှာကြ၍ဟိုတယ်စုံကားပါကင်နှင့်ဆက်လီစိတ်ပြုပြင်ထိန်းသိမ်းနေမှုကိုကြည့်ရှုပြီးလိုအပ်သည့်များကိုတာဝန်ရှိသူများအား ဖြည့်ဆွဲမှကြားခဲ့ပါတယ်သူမတစဉ်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားကိန်းဝတ်စံပယ်တော်မူသည့်ဘူလရတနာစံချောင်းဆောင်တို့ရောက်ရှိပြီးရတနာစံချောင်းတော်တွင်ကိန်းဝတ်စံပယ်တော်မူလျက်ရှိသည့်ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားတစုအားပန်းရေချမ်းစွန်းစက်ကတ်လူတန်းပေးကြပြီးကျောင်းဆောင်များပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုကိုကြည့်ရှုစစ်ဆေးရာဆေးတုပ်ရန်ကြံရှိနေသည့်နေရာများ စေးတုပ်ပေးရန်နှင့်လျှက်စစ်မီလိုက်များစနစ်တကျတတရရရတွေ့တန်းဆောင်ရွက်ပေးကြရန်ဖရားကျောင်းဆောင်မြောက်ဖက်မုတ်လီကားအတဲပြန်လည်ပြုပြင်ဆောင်ရွက်မည်ဆိုပါကမူလလက်ရာပုံစံအတိုင်းဆောင်ရွက်ပေးရန်တာဝန်ရှိသူများဖြည့်ဆွဲမှကြားကသတင်းကြွလာပြီးကြော်၃ရက်အောက်တိုဘာလ9ရက်နေ့တွင်အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများအင်းလေးဒေသ22ဌာနကြွချီပြီးမူလကျောင်းဆောင်တို့ ပြန်လည်ကြွဝင်မိအခမ်းအနားအတွဲကြိုတင်ပြင်ဆင်မှုများကို ကြီးစုစစ်ဆေး၍လိုအပ်သည့်များကိုတာဝန်ရှိသူများဖြည့်ဆွတ်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ